မန္တလေးအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာအိုးဘိုအချင်းထောင်အားလည်းထိခိုက်ပျက်စီးမှုတွေပါဝင်ခဲ့ပြီးငလျင်တန်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူကိုဝင်ဆောင်မျိုးသမီးနှစ်ဦးဟာတရေသားနဲ့အတူတိတ်ဆုံးသွားခဲ့ရပါတယ်။ငလျင်တန်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံတက်ရောက်ကုသဖို့တင်ပြခဲ့ပေမဲ့ဌာနပိုင်းတွေကအကြိမ်ကြိမ်ပယ်ချခဲ့တာကြောင့်တရေသားကတိတ်ဆုံးသွားခဲ့ရာအချိန်မီမထုံနိုင်ခဲ့ပေနိုင်ကျင်းသူမတ်နွယ်နီဝင်းကလည်းတိတ်ဆုံးခဲ့ရတာပါ။ ကျွန်မကိုယ်တိုင်လည်းနိုင်ငံချင်းသူဟောင်းတယောက်မိခင်တယောက်ဖြစ်တဲ့အတွက်ပေါ့နော်အကိုရိုင်းလဲဒီဖန်းစီခင်ရတဲ့အချိန်မှာလာသားကလေးလေးရကြံခဲ့တာပေါ့နော်အဲ့တော့ဒီစစ်ကြောရေးမှာဟိုနိုးတိုက်တဲ့မိခင်ဖြစ်တဲ့အတွက်ပေါ့နော်ဒီမိခင်နဲ့ကလေးကိုခွဲထားလိုက်တဲ့အချိန်မှာကိုကလည်းဒီနိုးကြောတက်တဲ့ဝေဒနာကိုခံစားရတယ်လို့တစ်ဖက်မှာလည်းကိုနိုးဟိုတောက်တုံးနေတဲ့ คลีอ่ะซาลองမှုเนี่ยยินสั่งย่าราမျိုးปอเนาะดาမျိုးတွေเนี่ยยินสั่งแก้ย่าราဖြစ်တယ်အတွက်ပေါ့เนาะအခုလိုမျိုးဒီစစ်ကောင်စီဒီဒီဖန်းစည်းရဲ့အချိန်မှာပေါ့เนาะဒီမိခင်เนี่ยကိုဝင်တယ်တွင်ပြစ်မရှိတဲ့ဒီမိရင်တဲ့ကလေးတို့ပါဖန်းစည်းတာမျိုးပေါ့နော်အဲ့တော့အချင်းထောင်ထဲမှာလဲဒါပြောရမယ်ဆိုမွေးဖွားတဲ့အချိန်မှာတော်တော်ခက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 ်နဲ့မွေးဖွားရတယ်ပေါ့နော်ပြီးရင်အကြက်တဲမှုတွေပေါ့နော်ဒီအချင်းထောင်ထဲမှာဆင်းရဲမှုတွေနဲ့ ရင်ဆိုင်နေရတာပေါ့နော်အဲ့တော့ဒီလိုမျိုးတည်ဆုံးသွားတဲ့အတွက် ပြောရမယ်ဆိုကိုသားသမီးလိုမျိုးပဲခံစားရပါတယ်မနွယ်နေဝင်းဟာဖက်စီခံရခြင်းကတည်းကကိုဝင်၃လသားကိုလွှဲထားရတာဖြစ်ပါတယ်2024အောက်တိုဘာလကဖုန်းဆက်ဆီခံရမှုမှာစနပြတပ်ပုံနဲ့စနပြသူတွေကိုရေတံဘူးဝေပေးနေတဲ့တပ်ပုံတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆစ်ဆဲတွေ့ရှိခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။မန်နွယ်နီဝင်းအပြင် ုံုံရဲရအမိမတိရသေးတဲ့နောက်ထပ်နိုင်ခြင်းသူကိုဝင်ဆောင်မိခင်တဦးနဲ့တရေသားတဦးကလည်းအချိန်မီစေကူတာခွင့်မရတာကြောင့်ပဲတည်ဆုံးခဲ့ရတာပါ။မလျင်ကြောင့်အိုးဘိုထောင်ထဲကအကျဉ်းသားအကျဉ်းသူ64ဦးတည်ဆုံးခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား18ဦးနဲ့နိုင်ငံရေးအကျဉ်းသူ24ဦးစုစုပေါင်း52ဦးပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က2025မေလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ဘလင်လောက်ခတ်ခဲ့တဲ့မက်လာ28ရက်နေ့လေတနအီကအကျဉ်းသားတွေအခန်းထဲကမထွက်ရခြင်းတမ်းပိတ်ခြင်းဖြစ်တာကြောင့်ထိခိုက်ဒေဆုံးမှုတွေပုံမှုများပြခဲ့တာလို့လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘသူ့ဥမာပေါ့နော်ဒီအပြင်ကိုခေါ်ထုတ်တာမျိုးလည်းမရှိဘူး။အဲဒီတိုင်းမဲ့ဒီတိုက်ထဲကလူတွေဆိုလို့ရှိရင်လည်းတိုက်ပြီးပြီးတော့ဒီကြာဆုံးသွားခဲ့တာလည်းရှိတယ်ပေါ့နော်။အခုဒီမှာနိုင်ငံရေးအကျဉ်းသူတွေဆိုလို့ရှိရင်လည်း အဆောင်ထဲကနေမှပေးမထွက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာတချို့အဲ့လိုမျိုးဒဏ်ရာဒဏ်ချက်တွေရပြီးတော့ကိုလက်အင်ကဆုံရှုံနေတူတွေဆိုလို့ရှိရင်၄ဦးလောက်ထိအနည်းဆုံးရှိတယ်ပေါ့နော်ဒီလိုမျိုးဒီဘေးကင်းအောင်မထားပေးတာတော့ဒါအက္ခဆရီရဲ့တာဝန်ရှိတယ်ပေါ့နော် ပြီးလို့ရှိရင်ထိခိုက်တဲ့သူတွေကိုအချိန်မီအာကုသမှုမပေးဘူးပေါ့နော်ဒီခုသူတို့တခုခုဖြစ်တယ်ဆိုလို့ရှိရင်အထက်ကိုတင်နေရတယ်အထက်ကိုတင်မှသူတို့ကြတယ်ဆိုပြီးတော့အာဒီအဲသူတို့ရဲ့ဒီအရာရှိတွေကနေမှမလုပ်ပေးကြတာတွေပေါ့နော် အဲဒါရီကြောင့်မို့လို့ဒီအသက်ဆုံးရှုံးနေရတာတွေကအများကြီးရှိနေပြီပေါ့နော်အကျဉ်းထောင်တွေမှာဆေးဝါးဆောင်ရှားမှုလုံလောက်စွာမရရှိတာကြောင့်2025ခုနှစ်ဇန်နဝါရီလကနေဧပြီလအထိနိုင်ငံရေးအကျဉ်းသား၉ဦးတိတည်ဆုံးခဲ့တယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အာနာသိန်းချိန်ကနေစပြီးတော့ 2025မေလ10ရက်အထိနိုင်ငံရေးနဲ့ဆက်ဆက်လို့စုစုပေါင်း2928ဦးကဖမ်းဆီးခံခဲ့ရပြီး2290ဦးကဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။